ရှင်းသူကြီးဒီမှာတတိပေးခဲ့တဲ့စကလုံးလေးတုန်းကနေရာတိုင်းမှာအရဟံဆိုတဲ့ဟိုတဲ့စကလုံးလေးရေးတာတွေ့ရမှာဒီမှာအရဟံကတော်တော်လေးထူးခြားလို့နောက်လူတော်သားတွေလည်းမှတ်စေချင်လို့ပေါ့နော်ဒီမှာပါအဲ့အရဟံကုံတော်ရဲ့ဖွင့်ဆိုချက်၅မျိုးလောက်တည်းကလူရင်းချုပ်ကလေးထုတ်မဆိုရင်ညစွာပြမှာမကောင်းတဲ့စိတ်ဓာတ်ဆိုတဲ့ကိလေသာတွေကင်းမနေဘူးလားကင်းပါအော်လူရင်းကြောင့်စကလုံးခတ်တူခတ်တူနဲ့ မလွတ်ရအောင်လို့ကိလေသာကင်းတယ်လို့ဒီလိုချက်မှတ်လိုက်ပါဘုရားနော်ဘုရားဒါညစာပြလူနဲ့မြန်မာတော်တို့ရဲ့အပူဇော်ကိုလည်းမခံနိုင်ဘူးလားခံနိုင်ပါတယ်အခုလည်းအပူဇော်ခံနိုင်တယ်ဆိုတော့စကလုံးခတ်ချင်းချင်းယူလိုက်ဘုရားအရဟံကိလေသာကင်း၍အပူဇော်ခံနိုင်တော့မြတ်စွာဘုရားအရဟံကိလေသာကင်း၍အပူဇော်ခံနိုင်တော့မြတ်စွာဘုရားသိတတ်မအောင်အရဟံကိလေသာကင်း၍ သောတိုင်တော်မြတ်စွာဘုရားအဒုရဟံအရဟံကိလေသာကင်း၍ပူဇော်တိုင်တော်မြတ်စွာဘုရားအဒုရဟံအရဟံကိလေသာကင်း၍ပူဇော်တိုင်တော်မြတ်စွာဘုရားအဲ့တော့အဲ့ဒီပဲလေးနှမျိုးနဲ့အချိန်ရတယ်ပွားတယ်ပိုင်းလိုက်နေတိုင်းစိုးနေပေါ့နော်အလုံးလိုရင်းနဲ့စိုးနေလို့ရတော့ရိုးသွားတော့အလေးပေါ်သွားနေတော့စိုးနေလို့ရ အဲ့မြတ်စွာဘုရားမှာဂိတိတာတွေကျင်းတယ်လို့ပြောခြင်းရကိုယ်မှလည်းအန္တရာယ်တွေကျင်းတယ်ပေါ့မှန်ပါဗျာမြတ်စွာဘုရားအဘူသောခံတယ်တယ်လို့ပြောခြင်းရကိုယ်မှလည်းအိမ်သားမိသားအောင်အောင်မြင်မှုတွေတတ်နိုင်တယ်သောအဲ့တော့မြန်မာပြည်ပေါ်လေအရဟံဂိလိသာကျင်းရဲ့အမှုရောခံတယ်လို့မြတ်စွာဘုရားနော်ဒီဘဝနေရလက်ရှိတော့ရှိတော့ဘယ်မဲ့ဘုရင်ရောအလွယ်ဆုံးကြီးလေးပြောတော့နော် ်ရဟန်းဒီလာတင်းရွေးမှုသောခန္ဓာတော်မြတ်စွာဘုရားကိုဆက်ပြီးအများကြီးပါတယ်နော်ဒါကြိုက်တို့လုံမှန်းနေတဲ့ရှင်ပြေမောင်ဝါမတော်ပါဗျာညံများလေးပေါ့ရှင်ရသနာပေါ်လေးဒီလိုပဲ